မမကြီးမင်းသားတယောက်နဲ့တိတ်တိတ်ဘုံသမီးဖြစ်နေကြောင်းကိုရင်ဖွင့်လာတဲ့အလှမင်းမိုးဆက်ချုံမမကြီးထိတ်တန်းမင်းသားတယောက်ရဲ့အတိမတ်ပြုခြင်းကိုမခံရပဲတိတ်တိတ်ဘုံသမီးဖြစ်နေကြောင်းပြောလာသူကတော့အလှမင်းမိုးဆက်ချုံအလှမင်းမိုးဆက်ချုံချစ်စရာကောင်းတဲ့အလှပိုင်ရှင်လေးဖြစ်က Glory Tellers and Moral Agency ကနေယခုနှစ်မှာ Miss Universe အစီအစဉ်ပြွဲကိုဝင်ရောက်ရှင်ပြိုင်ကလူပညာလောကတွေကိုဝင်ရောက်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။လာမယ့်မိုးဆန်းချုံအောင်တရားဆောင်ဖြစ်နေဇလန်တွေချုပ်ပါဝင် Miss Universe Insane 2025အလှမယ့်ပြိုင်ပွဲမှာ ဝင်ပြိုင်ပြီးတော့ဝင်းနောင်ဆူရဝေယံစားနေရမှာဒါကလည်းလာမယ်မိုးဆက်ချုံအောင်ချစ်စရာကောင်းတာကြောင့်မခုခါမှာတော့အလာမယ်မိုးဆက်ချုံကနာမည်နှလုံးနဲ့နာမည်ကြီးမင်းသားတယောက်နဲ့တိတ်တိတ်မောသမီးဖြစ်ပေမဲ့ဟာခင်ဖြစ်သူအတိမတ်ပြုခြင်းကိုမခံရကြောင်းကိုပြောလာတာဖြစ်ပါရင်အလာမယ်မိုးဆက်ချုံအောင်သူကရဲ့ခုလက်ရှိမှာနာမည်နှလုံးနဲ့တယုတ်ဆောင်မင်းသားတယောက်ရဲ့တိတ်တိတ်မောသမီးဖြစ်ပေမဲ့အဖေလို့တော့ခေါ်ခဲ့မရှိကြောင်းပြောလာတာပဲဖြစ်ပါရင်အလာမယ်မိုးဆက်ချုံအောင်သူဟာနာမည်နှလုံးနဲ့မင်းသားတယောက်ရဲ့မိခင်တို့က ဝေးဖွားခဲ့တဲ့တမီးဖြစ်ကသမားသက်သုံးနေရမှာဟာငယ်နာမည်နှလုံးနဲ့မင်းသားကသူတို့သားမိစီကနေထွက်ပြေးကနောက်မိမရေသွားခဲ့လို့ပြောင်းသွားရင်ဒါကြောင့်လင်းလာမယ်မိုးဆက်ချုံဟာဟာငယ်မြစ်တာကိုငတ်ဖို့ကကြီးမြတ်လာခဲ့ရတာပါခုချိန်မှာတော့အလာမင်မိုးဆက်ချုံရဲ့ဖာခင်ဟာနောက်ရင်နောက်နဲ့ပြည်သားစုဘွားကိုတီထောင်ကဖြစ်တယ်လို့သူမရဲ့မိခင်ကလည်းနောက်ရင်နောက်နဲ့နောက်ယောက်ျားရင်ထားတာဖြစ်ပါရင်ဒါကြောင့်လင်းလာမယ်မိုးဆက်ချုံကသူမတန်မိခင်ရောဖာခင်မရှိတော့ဘူးလို့ထင်နေတာပါ အထူးသဖြင့်တော့တငယ်ချင်းတွေတခြားသောဆိုရင်ဖခင်နဲ့တူတူမြင်တိုင်းကျောင်းမှာဖခင်လာကြတဲ့ခါတိုင်းလူတိုင်းကိုအားကြရလို့အနမယ်မိုးဆက်ချုံကပြောလာတာပေါ့။ဒါကြောင့်လည်းနာမယ်မိုးဆက်ချုံကတမိုင်းရဲ့ဖခင်နာမည်နှလုံးနဲ့နာမည်ချင်းမင်းသားကိုဆက်သွယ်ခဲ့ပေမယ့်ဆက်သွယ်ခွင့်မရခဲ့ဘူးလို့ဆိုပါတယ်။နာမည်နှလုံးနဲ့မင်းသားကသူ့မအောင်အသက်22နှစ်အရွယ်အထိကို၃ချိန်ထိသာလာရောက်တွေ့ဆုံခဲ့လို့ဆိုပါတယ်။အလာမေမူဆက်ချောပြီးခဲ့တဲ့တမိုင်းအသက်22နှစ်ပြည့်ခွင်းဒီမှာဖခင်ဖြစ်သူကိုတွေ့ဆုံဝင်တောင်းခဲ့ပေမယ့် ဖခင်ဖြစ်သူရဲ့လက်ရှိအိမ်လောင်းကခွင့်မပြုဘဲအပြင်မှာနာမည်နှလုံးနဲ့မင်းသားနဲ့သမီးဆိုတာကို DNA စစ်နိုင်လားဆိုတဲ့အထိကိုမေးမြန်းခဲ့လို့သိရတာပါအလမေမိုးစန်းချုံကတော့တနည်းမှာဖခင်မြေတောင်ရရှိနိုင်ပြီဖခင်နဲ့တူတရုတ်ဆောင်ရမယ်လို့မျှော်လင့်နေစေပါဖခင်ဖြစ်သူကလည်းလူပညာလောကတွေကိုဝင်ခဲ့လို့ပြောမှုတိုင်းဆောင်အခုချိန်မှာ Miss ပြရင်နဲ့လူပညာလောကမှာနေရာတနေရာရဖို့ကြိုးစားနေတာပဲဖြစ်ပါတယ်ပရိသတ်တွေကတော့အလမေမိုးစက်ချွင်ရဲ့ဖခင်နာမည်နှလုံးနဲ့နာမည်ချင်းမင်းသားကဘယ်လိုလဲဆိုတာသိချင်နေကြတာပါ လူရင်းကတော့စိုးသူရန်အောင်နေဆန်းရန်အောင်ရင်းအောင်လွင်မိုးအောင်ခိုင်နေအောင်စသဖြင့်ခံမန်းနေကြတာပါအကြောင်းသိတဲ့ပရိသတ်တချို့ကတော့အလှမဲ့မိုးဆက်ချွင်ဖခင်ကနမင်ကြီးတင်းဆောင်ရတာနေဆန်းလို့ဆိုရင်နေဆန်းနဲ့တည့်တူတယောက်ပြောတာကတော့2000 2005ခုနှစ်မှာနေဆန်းနဲ့အမျိုးသမီးတောင်မင်းတို့မျိုးလာမှုကြောင့်ကလင်းလေးနမင်ကမိုးဆက်ချိုးဆိုပြီးထူဆန်းလို့အမှန်ရရှိနေရရင်ရန်ကုန်ကတိုက်ခန်းအမြင့်နေမှနေလို့ကလင်းကမြေကြီးတိတ်မနေရလို့ တနစ်ကြော်ထီကိုလမ်းကောင်းကောင်းမလျှောက်နိုင်သေးဘူးလို့အမေဖြစ်သူကပြောတာမှတ်မိနေသေးရဲ့လို့ဆိုရင်အလာမေမိုးဆက်ချုံကတော့ဖခင်မြတ်တာကိုမျှော်လင့်နေစေမှာတနစ်မှာသူမကိုအတိမတ်ပြုတ်လာဖို့ယုံကြည်နေပါရင်ဒီမျှော်လင့်ကိုကြည့်နေကြတဲ့ပရိသတ်တွေကရောအလာမေမိုးဆက်ချုံရဲ့ဖခင်နှမင်းနှလုံးနဲ့မင်းသားကဘယ်သူပဲပါလို့ထင်ကြပါလိမ့်မိမိတို့ရဲ့မျှော်လင့်ကိုမှတ်ချက်ပေးသွားကြပါဦး